ားလုံးဝင်လာပါခုကြပြင်းတဲ့ခါလေးကတော့ကျွန်တော်တို့မီဒီအထိုင်ကင်မရာလေးပေါ့နော်သူကကျွန်တော်တို့ပင်ကောင်းမီဒီတက်သုံးလို့ရမယ်ကင်မရာတော့ဒီမှာပါမယ်ပေါ့နော်သူ့ထဲမှာပါတာကကျွန်တော်တို့ extraction ဆော်ရွက်ပါမယ်ကောင်းလေးကိုဘယ်လိုသုံးရလဲဆိုတော့ပြပြမယ်အရင်ဆုံးကျွန်တော်တို့စပြီးသုံးမယ်ဆိုလို့ရှိရင်ဒီတောင်းမှာတောင်းလေးလေးဥပါပါတယ်ထဲကောင်လေးကိုထောက်ပြီးတော့နောက်ဖုံးခွင့်အောင်ပါနော် tester နဲ့ဖြစ်ဖြစ်ဓာတ်လေးနဲ့ဖြစ်ဖြစ်ထောက်ပြီးတော့ဒီဘောင်ဖွင့်ရပါမယ်ဒါကကျွန်တော်တို့ဒီမှာစကူဆဲဖို့အတွက်ပေါက်လေးပေါက်ပါပါတယ်ကျိုးကတော့ကျွန်တော်ဒီမှာထည့်ဖို့ line တွေထွဲနှစ်ပေါက်ပါပါတယ် ုမှာကျွန်တော်တို့ဒီမှာကင်မရာအတွက်ဂျူးနှချောင်းပါပါတယ်အနီနဲ့နှချောင်းပါပါတယ်ဒါကအခုကျွန်တော်ဒီမှာပလက်နဲ့ဆန်းပြပေးပါတော့ဒါကကျွန်တော်တို့အိမ်မီရလာတဲ့ line တွေနှစပါအေးမီလိုင်းတွေကတော့ဘယ်ကျိုးဖြစ်ရမှန်အောင် ်တက်လို့ရပါတယ်ကျူးထဲတဲ့ချိန်မှာ loose မဖြစ်ဖို့အရေးကြီးပါတယ် loose ဖြစ်ရင် wire short ဖြစ်နိုင်ပါတယ်ချောင်းပူးပဲဆိုရင်ကျွန်တော်တို့ဒီမှာ line design နဲ့ laser ထည့်ပြီးရပါတယ်ဒါက bevel ဖြစ်ဖြစ်တက်လို့ရပါတယ် trying guys ဆိုလို့ရှိရင်တော့ဖုံးပြင်ဖုံးရပါပြီ plateau guys ဆိုတော့ကျွန်တော် media ဆန်ပြပါမယ်မီးဝင်ဝင်ပါတော့ ီစိတ်မလင်းနေတာကတော့ဒီကောင်က neutral ပါနီယောစိတ်ကိုလင်းတာကကျတော့ဒီကောင်က line ပါဒါဆိုရင်မမီးဝင်ပါပြီဒီတော့ကျွန်တော်စသုံးမယ်ဆိုလို့ရှိရင်ကျွန်တော် Play Store ထဲကနေပြီးတော့ Look Can ဆိုတဲ့ application ကိုအရင်တောင်းပြပါမယ်အလူရီရှင်ရဲ့ဒီကောင်းလေးပါ software down ကိုဆိုရင်ကျွန်တော်အရင်ဆုံးဖုန်းရဲ့ wifi setting ကိုဝင်လိုက်ပါမယ်။ဒီ wifi ကကျွန်တော်ဒီမှာ fnet side wifi လေးပါ။အဲကောင်လေးကိုတစ်ချက်ချိန်ပါမယ်။ wifi ချိန်ပြီးတော့ကျွန်တော်တို့ play store မှာရှိတဲ့ look and application download ရတဲ့ဟာကိုဝင်လိုက်ပါမယ်။ application ရဲ့ရောက်ဆိုရင်ကျွန်တော်ဒီမှာ LAN device online ဆိုပြီးပေါ်နေပါမယ်။ပေါ်နေလို့ရှိရင်ကျွန်တော်တို့ကတစ်ချက်နှိပ်ပေးလိုက်ပါမယ်။ သူကဒီမှာ password ပြောင်းလာမိပါတယ်တကယ်လို့ပြောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က modify ကိုနှိပ်ပြီးတော့သူ original password ရဲ့ကိုပြောင်းနေတဲ့ new password နှစ်ခါထည့်ပြီးတော့ open နေတိုင်းရပါပြီကိုကမပြောင်းသေးဘူးဆိုတော့ကျွန်တော်တစ်ချက် cancel နေတယ်ပါမယ်ဒီပေါ်နေပြီဆိုလို့ရှိရင်တော့ဒါဝင်ကြည့်လို့ရပါပြီ ါလုံးလုံးနီးရင်တော့အတန်ကအဲဟုတ်တော့ပါလေဝီးပါနာထောင်းလို့ရှင်တော့အတန်အဲဟုတ်တော့ပါဘူးသူ့ကိုကျွန်တော်တို့ wifi ချိန်မယ်ဆိုလို့ရှိရင်တောင်းအောင် setting လေးကိုတချင်နေလေပါပြီးရင်ကျွန်တော်တို့ဒီမှာ wifi setting ရှိပါတယ်ကိုအင်ရ wifi ကိုရွေးပြီးတော့ password ထည့်ပြီး okay နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒါဝီးကနေကြည့်လို့ရပါပြီ ဒီမှာကကျွန်တော်တို့ဒီမှာ SD card setting ပါပါတယ် SD card setting က auto record ဖွင့်လာပြီးတော့ကျွန်တော်တို့ဒီမှာ video duration ကိုဘယ်လောက်ထားမလဲဆိုတာကိုပို့အောင်တက်မှတ်လို့ရပါတယ်3မိနစ်ကနေပြီးတော့မိနစ်30တွင်ထားလို့ရပါတယ်ဒီကကက်မရှိသေးတော့ no cap ပြရတယ်ဗျနော်သူက SD card ကတော့1 week detail လို့ရပါတယ်ကောင်းလို့မှားနေသလိုရှိရင်တော့ကျွန်တော် description မှာထည့်ပြထားတဲ့ပုံလေးကိုဆက်ပြီးမှားလို့ရပါတယ် सोनी जी पेट आलू